တရုတ်နိုင်ငံမှာဒန်စနီရဲ့ပထမအုပ်ဆုံးအပန်းဖြေဥယျာဉ်ကြီးကိုအခုတရင်ပတ်မှာစတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ရှာဟိုင်မှာဇွန်လ16ရက်နေ့ကျရင်ဖွင့်လှစ်ဖို့အစီအစဉ်ထားတဲ့ဥယျာဉ်ကြီးမှာဒန်စနီရဲ့ခလီတို့အချစ်တော်ဇက်ကောင်တွေအထိမ်းမဲ့နေရာတွေကိုထည့်သွင်းတိစောက်ထားမှာဖြစ်ပါတယ်။ပင်စလန်နိုင်ငံရဲ့တခုလိုခန်းနာစီမယ်လို့ဒန်စနီကကြေညာထားတဲ့ရှာဟိုင်အပန်းဖြေဥယျာဉ်ဟာတရရဲ့ဒိုးဝါလာရဲ့တရုတ်လူလက်တန်းစားတွေကိုဆဲဆောင်နိုင်ပွဲရှိနေပါတယ်။ပြည်ခဲ့တဲ့နှစ်ပိုင်းတွေမှာလည်းတရုတ်ရဲ့စီးပွားရေးတိုးတက်မှုတော့အရှိန်အဟောရောကြသွားပြီမဲ့လူလက်တန်းစားဥယီကတော့ဆက်လက်ပြီးမြင့်တက်နေသေးပါ။ ဂျီဥယင်အသစ်ကြီးမှာကဘာပေါ်မှာရှိသမျှဒန်စနေဥယင်အားလုံးကရေတိုက်တွေထပ်ပို့ပြီးကြည့်တဲ့ရေတိုက်ကြီးတခုလည်းရှိနေပါဗျ။တိဝဲစီပွားရေးမြို့တော်ရှန်ဟိုင်းရဲ့အပြင်ဘက်လေကွင်းတွေနဲ့စက်ရုံငယ်တွေပေါ်မှာဒီရေတိုက်ကြီးရဲ့အပြာရောင်အမှုတွေကအုပ်စီးထားသလိုဖြစ်နေပါဗျ။ဒန်စီကပိသက်တွေကိုဆဲဆောင်ဖို့အတွက် Pirate of the Caribbean ဆက်လန်တွေတွေကိုအခြေခံထားတဲ့လှီစီခီစဉ်နာမည်ကျော် Frozen, Star Wars စတဲ့ရုပ်ရှင်တွေကထင်ရှားတဲ့ဇာတ်ရုပ်တွေကိုအသုံးပြုထားတဲ့အပန်းဖြေကစားနည်းတွေကိုလည်းစီစဉ်ထားပါသေးတယ်။ Universal Studio ကလည်းတရားဝင်မျိုးတော်ဖြစ်ချက်မှာအပန်းဖြေဥယျာဉ်တစ်ခုတည်ဆောက်ဖို့ပြင်ဆင်နေပြီးရှာဟဲမှာတော့ Dream World Animation ကကိုယ်ပိုင်ဖျော်ဖြေရောင်းဝယ်တစ်ခုအကောင့်ထဲပို့ဖို့လုပ်နေတယ်လို့လည်းသိရပါဗျာ။